ဟယ်လိုကနအပတ်စဉ်အာဆင်နယ်တရင်တင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီတစ်ပတ်မှာတော့မြောက်လန်ဒန်ဒါဘီဘွေရဲ့ PI နဲ့အတူအာဆင်နယ်အသင်းကဇန်နဝါရီအပြောင်းရွှေ့ကာလကိုအဝင်ထွက်နှစ်ဖက်စလုံးကနေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ချင်းကပ်နေရအောင်တွေ့ရပါရီလက်ရှိပရီးမီးယားလိထိဆုံးနေရကိုထိန်းထားနိုင်မှုတဲ့ဂျိုးပန်းနေတဲ့အာဒီတာရဲ့အသင်းအတွက်ဒီဆုံးဖြတ်ချက်တွေကရေရှည်မှာဘလောက်ထိအရေးပါလာမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါရီပထမဆုံးသတင်းကတော့ပရိသတ်တွေကိုအံအားသင့်စေမဲ့ထွက်ခွာနိုင်ခြေသတင်းပါပဲ အာဆီနီယာဘန်နာယီချိန်ခွင်ရှာထိန်းကြီးဖို့နဲ့လူစင်းကိုထိရောက်စေဖို့အတွက်အသင်းရဲ့အဓိကအကျဲဝင်သုံးကိုစွန့်လွတ်ဖို့အတွက်ပြင်ဆင်နေပါတယ်။မက်တရိုစပော့ရဲ့ဖော်ပြချက်အရတော့ဂါရီယယ်မာတင်နဲလီဂါရီယယ်ဂျီဇက်နဲ့ဘန်ဝိုက်တို့ကိုတင့်တော်ရဲ့ကမ်းလှမ်းမှုတွေရလာရင်တော့ဆွေးနွေးသွားဖို့အတွက်တကားဖွင့်ထားတယ်လို့သိရပါတယ်။လက်ရှိမှာအာဆီနီယယ်လူစင်းဟာအလွန်ကောင်းမွန်နေပေမဲ့အသင်းမှာကစားသမားအရေးအတွက်များပြားလာကြအောင်မလို့အာဒီတာဟာအသင်းကိုပုံမှန်ထိရောက်တွက်လက်အောင်ပြန်လည်ချိန်ညှိလိုနေပါတယ်။ ဒါပြင်ဇန်နဝါရီမှာအသစ်ခေါ်ယူမဲ့ကစားသမားတွေအတွက်ရန်မုံငွေပြန်လည်ရရှိဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။ဒီကစားသမားတုံးတွေကတဦးထွက်ခွာသွားရင်အသင်းရဲ့ဘန်နာရဲ့အခြေအနေကိုများစွာအထောက်အကူပြုမှာဖြစ်ပြီးနောက်နှစ်တွေမှာအပြောင်းရွှေ့ဈေးကွက်ကိုဆက်လက်ပြီးတော့အသုံးပြုနိုင်မှုအာဆင်နဲ့ကစူးစမ်းနေပါတယ်။ဇန်နဝါရီအတွက်အာဆင်ရဲ့ပြည့်မဲ့ကစားသမားတရင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ဘောမော့တိုက်စစ်မှုအန်ဒရိုင်းစီမန်ညိုကလက်ရှိရာသီမှာပရီးမီးယားလိဂိုးသွင်းစီးမှာထိဆုံးကနေပါဝင်နေသူဖြစ်ပြီးသူ့ကိုခေါ်ယူဖို့အာဆင်ရဲ့ပါဝင်ထိတ်တန်းကလပ်တွေကစိတ်ဝင်စားနေကြပါတယ်။ မက်ထရိုသတင်းရေဖော်ပြချက်အရတော့စင်မညိုကိုရန်ကိုကသူကအာဆင်နယ်ပြည်သက်ဖြစ်ကြောင်းဝန်ခံထားပူတာကြောင့်မလို့အပြောင်းရွှေ့ဆွေးနွေးပွဲဒီမှာဆရာထက်တန်မှုကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်ပါ ರೀ ဒါမဲ့သူ့ကိုခေါ်ယူဖို့ကလွယ်ကူမှာတော့မဟုတ်ပါဘူးစင်မညိုရဲ့စာချုပ်ပါယိုဂျီ really cost ကိုပေးချေနိုင်မှုတို့ကအာဆင်နယ်ရငွေကြေးအရေးမြင့်တိတိတတလိုအပ်မှာဖြစ်ပြီးဒါကပထမအခန်းမှာတင်ဆက်ခဲ့တဲ့ရောင်းချမှုသတင်းအနေနဲ့ဆက်ဆက်နေပါ ರೀ စင်မညိုခေါ်ယူနိုင်မယ်ဆိုလို့ရှိရင်အာဆင်နယ်ရဲ့တိုက်စစ်ပိုင်းအင်အားပုံမှုဖြည့်တင်းနိုင်မှာဖြစ်ပါ ರೀ အနောက်ထပ်သတင်းကတော့ Real Madrid ကစားသမား Rodrigo နဲ့ပတ်သက်တဲ့ကောလာဟာလာတွေဟာအခုရပိုင်းအတွင်းအတော်လေးကိုပုံမှုစုညံလာပါတယ်။ Forward 3 Safe ရဲ့ဖော်ပြချက်အရတော့ Real Madrid ရဲ့သဘောထားဟာတည်တသာပြောင်းလဲသွားပြီး Rodrigo ထွက်ခွာဖို့မီးစိမ်းပြဖို့ပြင်ဆင်နေပြီလို့ဆိုပါတယ်။အာဆင်နယ်တော်တယန်နဲ့ Manchester City တို့ကကစားသမားတွေ Euro 360အပိုစုချေတန်း30အထိပေးချေဖို့ကမ်းလှမ်းထားတယ်လို့သတင်းတွေထွက်နေပါတယ်။ ရီမက်ဒရစ်နီးပြားဇာဗီအလွန်ဆိုကိုရိုင်ကရိုဒီဂိုမပါဘဲအသင်းရဲ့စီမံကိန်းကဆက်လက်တည်ရှိနေနိုင်တယ်လို့သဘောထားပေးထားကြောင်းသိရပါတယ်။အာဆင်နယ်အနေနဲ့ဘဲတောင်မန်တိုက်စစ်နေရာကိုအဆင့်မြင့်တင်ဖို့ဆန္ဒရှိနေအတွက်မလို့ရိုဒီဂိုကပြီးပြည့်စုံတဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့တူးချင်းစွိုင်းနဲ့ဂိုးသွင်းနိုင်စွမ်းတွေဟာအသင်းရဲ့တိုက်စစ်ကိုဟန်ချက်ညီစီမှာဖြစ်ပါတယ်။အကယ်၍ရီမက်ဒရစ်ကတကယ်တမ်းရောင်းချဖို့ဆုံးဖြတ်ခဲ့ရင်တော့အာဆင်နယ်ဟာဒီကစားသမားကိုခေါ်ယူဖို့အတွက်ဆရာထက်တန်စွာဂျူပန်တော့မှာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ လာမယ်အာဆင်နီနဲ့ဒေါ်ဒီယန်ဟော့စပါရိုရဲ့မြောက်လန်တန်ဒါဘီပွဲဟာနံပါတ်စလုံးရဲ့အဓိကကစားသမားတွေဒဏ်ရာရထားတဲ့အချိန်ဒေးမာရဲ့ဒိုင်လူကြီးစိန်ခေါ်မှုတွေကြားထဲမှာကစားအမယ်ပွဲတစ်ခုဖြစ်လာပါပြီနံပါတ်အသင်းစလုံးကအဓိကကစားသမားတွေကိုလက်လွတ်ရမယ့်အချိန်နည်းနဲ့ရင်ဆိုင်လို့နေရပါတယ်အင်ရှင်အာဆင်နဲ့အတွက်အဓိကထိခိုက်မှုကတော့ဘရာဇီးခံစစ်မှုဂါဘရီယယ်မာဂါဟေးစ်ပါပဲနိုင်ငံသားမှာပေါင်ချန်တန်ရာရခဲ့တာကြောင့်မလို့သူဟာဒီပွဲကိုလွဲချော်ဖို့အတွက်တေချာနေပါတယ်ဒီတစ်ဖက်ကတော့တော်တန်ရာတို့အကွင်းနယ်ပိုင်းမှာမရှိမဖြစ်လိုအပ်နေတဲ့ ဘဲပစားကိုဆုံးရှုံးလိုက်ရပါတယ်။စီနီကောလက်ရွေးစီအသေးနဲ့တူတူဒဏ်ရာရခဲ့လို့ပဲသူကလန်ဒန်ကိုပြန်လာခဲ့ရခြင်းဖြစ်ပါတယ်။စားလူမျိုးစွမ်းဆောင်ရည်မြင့်တဲ့ကစားသမားတူမပါဝင်နိုင်တာဟာလေစပါကွင်းလေရဲ့ဟန်ချက်နဲ့နီးပြူအပိုင်းကိုထိခိုက်စေမှာတေးကြပါတယ်။ဒီဘွဲရဲ့ပီအာကိုပုံမူပြီးတော့မြင့်တင်လိုက်တာကတော့ဒိုင်လူကြီးခံမှုပါပဲ။ဒီဘွဲကိုကင်တွေရမယ့်မိုက်ကယ်အိုလီဗာဟာလွန်ခဲ့တဲ့10လကျော် ကာလတွေမှာအာဆင်နယ်ဘွဲကိုပထမဆုံးကြိမ်ပြန်ကင်တွေရဖြစ်ပြီးတော့ ရင်းနှောင်းကအငင်းပွားဝယ်အဓိကဆုံးဖြတ်ချက်တွေအယူခံဝင်တော်ကိုအာဆင်နဲ့အောင်မြင်ခဲ့မှုပါတယ်။ဒီရောဒီလိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တိုင်းကပရိသတ်တွေနဲ့နီးပြတွေအာယုံဆိုင်မှုအပြင်းထန်ခံရမှာသိကြပါတယ်။အဲဂျုံကုံသုံးသပ်မယ်ဆိုလို့ရှိရင်တော့အာဆင်နဲ့လက်ရှိမြောက်လန်ဒန်ဒါဘီပွဲအတွက်ဒဏ်ရာရနိုင်ရဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့တချိန်တည်းမှာပဲအသင်းရဲ့ရေရှည်တီမြဲတဲ့အောင်မြင်မှုတွေအရေးကြီးတဲ့ထွက်ခွာမှုနဲ့ခုံမှုစီမံကိန်းတွေကိုပါစတင်နေပြီဖြစ်ပါတယ်။ပရီးမီးယားလိထိတ်ဆုံးနေရာကအာဆင်နယ်လက်ရှိဒါဘီပွဲမှာအနိုင်ယူပြီးတော့ချန်ပီယံလမ်းကြောင်းကိုဆက်ထိန်းထားနိုင်မလား အဲဒါမှမဟုတ်ဒေါ်ဒီယန်ကအန်အားသင့်စရာရလနဲ့အတူတူဖိအားပေးမလားဆိုတာကိုတော့ဒီတစ်ပတ်မှာစိတ်လုံရှားစွာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အာဆီနယ်အားကစားသတင်းအစီအစဉ်မှကြီးစုနားဆင်သူအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။